အလုံးမဲမင်္ဂလာပါရှင်ဆီယမကြီးခင်ဆွေဦးရေးသားထားတဲ့အင်ဂျင်ရကုံဆိုတဲ့ဝတ္ထုလေးကိုအပိုင်း၃အနေနဲ့ဆက်လက်ဖတ်ပြပေးမှာဖြစ်ပါတယ်ရှင်အခန်း30 1938ခုနှစ်ဗရောက်ပင်မျိုးများသည် လေတွင်ဘယ်ညာရင်းနှွင့်နေသည်ဗထောက်လန်းတွင်တန်းစီလျက်ပေါက်နေသောခရီးပင်တို့ကလည်းမိုးဦးကိုဆောင်ကြိုကအစွမ်းကုန်ဖူးပွင့်နေကြသည်တက္ကသိုလ်ဝင်းကျင်ကတာမောဖွယ်ကောင်းလာသည် စိမ်းမန်းနီနီများကသဘာဝအလှဖြင့်ဟန်ရေးပြနေကြသည် ုဒ္ဓံတရဏံအနီဝါလိန်မော်တို့သည်တက္ကသိုလ်ဤကျက်တည်ဆောင်ဖြစ်လေသည်စိမ့်စုများမှိုင်းသောတပင်များကြားမှတက္ကသိုလ်ဘွယ်နှင်းတပင်ခမ်းမဆောင်ကိုမြင်တွေ့နေရသည်ဘွယ်နှင်းတပင်ခမ်းမပြီးမှလမ်းဖြတ်ကျော်လင်းဤများသောအင်းရကန်ရိတ်ကိုတွေ့မြင်ရလေသည်ကံမောင်ရုတလျှောက်တွင်မိသက်သည်အပေါ်တစုနှင့်လမ်းလျှောက်နေစေသူ၏ခြေလမ်းများကတုန်ကနေရက်တန့်သွားမိလေသည်ဟောကိုထိန်ဝင်းမတွေ့တာတောင်တော်ကြပြီတခင်ထိန်ဝင်းဖြစ်လို့တိတ်အလုံးများနေပြီလား ရရန်မြင့်သည်ဖြင့်ပိမ့်ပိမ့်ရှိရှိနှင်းသူသူကြီးဖြစ်နေသောကိုထိန်ဝင်းအားငီးကြည့်ရင်းပြောလိုက်လေသည်ကိုထိန်ဝင်းသည် ဝင်းပါသောမျက်နှာနှင့်ဟာမိသက်မမျော်လင့်မဲဆုံရလို့ဝမ်းသာလိုက်တာဗျာချိန်ထားရင်တော့လွဲကျင်လွဲအောင်မယ်ခုတလောပျောက်ချက်သားကောင်းလာကြည်လားကိုလှဖီကတော့ပြောတယ်ကိုထိန်ဝင်းတယောက်တော်တော်ကိုအလုံးများနေတယ်တဲ့နေမအားညာမအားဆိုမအားဆိုလူကိုဘုံဘုံလဲတော့တာပဲကျွန်တော်အပြင်းဖြားလို့စိတ်ယုံတက်ရတယ်ဟင်စိတ်ယုံတက်ရတယ် ဘဲကျွန်တော်ကအကြောင်းသားမှမဟုတ်ဘဲရန်ကုန်စေယုံကြီးမှာပေါ့တလားတောင်ကြားတယ်။အော်စေယုံတောင်တရတာကိုကျွန်မမသိဘူးကိုထိန်ဝင်းရယ်။အရင်တပတ်ကမှဆင်းလာရတယ်။ဆီယံဝင်ကအနားယူဖို့ပြောတယ်။ကျွန်တော်မှဘဲအနားယူဖို့အချိန်ရှိမလဲမေးတဲ့ရယ်။ဖြစ်မှဖြစ်ရလိမ့်ရှင်ကျွန်မဖြစ်စိတ်တောင်မကောင်းပါဘူး။လို့မဟုတ်ရင်လာမေးရတာနေပါစီဗျာဒုက္ခရှာလို့ပြီးတာလည်းပြီးပါပြီ။ကုလားဖေကပြောမပြဘူးလား။ကုလားဖေနဲ့နောက်ပိုင်းမဆုံဘူးရှင့်။ကိုအောင်ပါနဲ့တော့ခဏခဏတွေ့တာ။ ကိုအောင်ဘကပြောမပြဘူးလားသူစိတ်ယုံအောင်တစ်ခေါက်လာကြည့်သည်ပထမဖြစ်တဲ့ညကညဆိုကျွန်တော်သတိလစ်သွားလို့ပြည်ရရောမှတ်ကြတာတဲ့ကိုလာဖေဖေမျက်ရည်တောင်ကျတယ်တဲ့ကျွန်တော်တော့ဘာမှမသိဘူးဒီเจ้าတွေကိုကိုအောင်ဘကပြောမပြဘူးရှင့်ကျမတောင်မင်းမင်းနေတာဒီလူကတော့တဲခက်တဲ့လူပဲသူပြောဖို့ကောင်းတာပေါ့ကျမဖေမတွေ့လာကြလို့သတိရနေတာကဲမတက်ရဲ့စကားပြောနေတာထက်စားရင်လမ်းချောင်းရင်ပြောတာကပိုကောင်းမယ်မိသက်တို့ပဲရှောက်မလဲ မိသက်တို့ဆိုရတော့လဲမိသက်ဤမိတ်ဆွေများသည်မိသက်နှင့်ကိုထိန်ဝင်းဤမှခွာသွားကြကသူတို့ဘာသာလမ်းလျှောက်နေကြသည်အချိန်စောပါသေးတယ်ကံမောင်စွန်းထီလျှောက်ကြတာပေါ့မြောက်သားရှင်တွဲကလမ်းလျှောက်လာကြသည်ကိုထိန်ဝင်းသည်ထုံးစံတိုင်းပင်နီအင်းကြီးရောလုံးကြီးဝေထားလေသည်သူဤရှည်လျားမြင်မသောအရာကြီးကိုတော်ယုံမြင်သောမိန်းကလေးမှမလိုက်နိုင်သဖြင့်မိသိကောင်းမှကိုထင်ဝင်းဤပခုံးကိုအနှဲငယ်ကြော်ယုံသာရှိလေသည် မင်းသိအသားညူစိမ့်စိမ့်မှာညနေစည်းစာတောက်ချိန်နဲ့ဝင်းပါ၍ပင်ဖြူအင်ကြီးမယန်းပြာရောင်တပန်တွင်ဘန်ကောက်လုံးကြီးနှင့်ရိုးရိုးရှင်းရှင်းပင်ကြည်ကောင်းရင်နေသည်ရေလိုက်မောလိုက်စကားပြောသည့်အခါညာဘက်ပါကလေးမှတိတိတသားခွင့်ဝင်သွားလေ၏မင်းသိပချိုင်လေးသည်စကားပြောတိုင်းပင်ခြိုင်ဝင်နေတတ်သည်ကျွန်တော်လည်းမိသက်ကိုတွေ့ခြင်းတို့လာမယ်စိတ်ကူးနေတာအလေသဘောပေါ်လေလာလျောပေါ်ညနေဆိုရင် ကျမအဆောင်မှရှိသားပဲလမ်းအောင်လျှောက်တာမဟုတ်ဘူးအခုတောင်အဖော်ကောင်းလို့ ကျွန်တော်အင်းရပါလာကိုလည်းမလာခြင်းဘူးဗျ။ဘာဖြစ်လို့ကိုထိန်ဝင်းကမဖြေပဲပြုံးနေသည်။အင်းရဆောင်ကိုမလာခြင်းဘူးလား။မိသက်ကဆက်၍မေးလိုက်သည်။ရှင်းရှင်းပြောရရင်တော့အင်းရဆောင်ကိုသိမ့်မလာခြင်းဘူး။ဘာကြောင့်စိတ်တော်မဆိုးနဲ့ဗျအဲ့ဒီလာရတာယောက်ျားစီးပြစ်တယ်ထင်လို့ဒီတော့မိသက်ဒီသဘောပေါဟန်နဲ့အာရပါရပြုံးရင်လည်းအော်ဒါကြောင့်လားဟုပြောလိုက်သည်အဲ့ဒီကိုလာတယ်ဆိုရင်ပဲမိန်းကလေးတွေနဲ့ မိန်းကလေးတွေရဲ့မျက်လုံးတွေမှာတယောလှောင်ပြောင်တဲ့အရေးအယံတွေတွေ့ရသလိုပဲနောက်ပိုးတစ်စိတ်ခန့်နှိပ်ပေးလိုက်သလားလို့အောင်းမိရတယ်။အနို့နောက်ကောမပိုးဘူးလား။မိသက်ကပွင့်လင်းစွာပင်မေးလိုက်နေသည်။ကိုထင်းဝင်းကနီးမြန်းသောမျက်နှာနဲ့ပြုံးနေသည်။အားလုံးတော့ဒီသဘောဟုတ်မှမထင်ပါဘူးဗျာ။ကိုထင်းဝင်းကဖာဖာထီးထီးဖြေလိုက်နေသည်။အမဲကိုဘက်ကိုတဲတိတတ်ပါလား။ဒီနောက်နှစ်ယောက်သားရင်မောကြသည်။ဝီဆဲလဲတန်ချိုးသည်တလွင်လွင်နှင့်လေထဲတွင်ဝဲပြန်သွားလေသည်။ ကိုထိန်ဝင်းရင်းထဲတွင်ပေါ်ပါလွတ်လပ်နေသည်ကိုထိန်ဝင်းသည်ကြိတ်၍သာတွေးနေသည်ငေးနေသည် သူမျက်နှာကတော့အိမ်ကြီးတစ်ချက်မှမပြက်မိသက်အားနှုတ်ဆက်၍ပြန်လာသောခါ၌ရင်းထဲတွင်တီးတိုးတခြင်းပင်ဆူလာမိသည်ဝိုင်းယံပီဆရာတင်ဤအုံပုံးချစ်တခြင်းပင်သည်တခြင်းဆရာသည်မိမိအဖြစ်ကိုရိမ့်မိသည့်ရှိသဖြင့်စောင်းချိတ်ဆက်ထားလေသလောအင်းဝါဆောင်မှဂီတာတန်သည်အင်းအားဆောင်ပဲသည်တို့ဂျူနီဟန်ရှိလေသည် ကိုလာဖေဤဂီတလက်တန်းသည်ပြောင်ပြောင်း၍မင်းမောင်းကြကြအကွက်ဆမ်းများနှင့်လှိုက်လိုက်လဲလဲရှိလာလေသည်။ကျောင်းသားကောင်းသာကိုလာဖေသည်ဂီတအတီးကောင်းသူဖြစ်မှန်းသိရသောအခါအချို့ကျောင်းသားများကကိုလာဖေဤတွင်ဝိုင်းကားကြည့်နေသည်။ကျောင်းသားတို့ကစီးလိုက်ခါဝင်းဆိုနေသည်။ကိုအောင်မသည်ကလထိုင်တလုံးပေါ်တွင်ခတ်မိမိထိုင်၍ငိုင်းကားတရှင်းကိုတူတူဝင်းဆိုနေသည်။ကိုထိန်ဝင်းဤခြေတန်ရှက်ရှက်ကိုကြားရသောအခါကိုလာဖေသည်ကိုထိန်ဝင်းအားမောကြည့်ပြီးအတီးကိုရက်ပြစ်လိုက်သည်။ လာပြိုးကိုထင်းဝင်းကျုပ်တို့ပြင်းတာနဲ့ဒီပါဗျဘနဲ့ဆက်ဒီပါနားထောင်လို့ကောင်းသားနဲ့နေစမ်းမအောင်ဗျခင်ဗျားနောက်ဆုံးလောင်းလိုက်နေတယ်ဆိုကိုလာဖေကအတန်းကိုအုတ်ခါမေးလိုက်လေသည် ကိုထင်းဝင်းဒီကိုလာဖေနားထိုင်ချရင်ဒါရီနောက်မှပြောတာပေါ့ဗျာခုနကတရှင်ခင်ဗျားရက်ပြစ်တာအရသာပြက်သွားပြီခင်ဗျားတီးနေတာအုံမုံးရှင်မဟုတ်လားဗျရီမီတောတောင်သမုတ်တရားချားစီခွဲအပုတ်ကစပြီးထက်ပြီးပါအောင်ဗျာ ဟာဟာဟာကိုလာပေသည်ကိုထိန်ဝင်းမျက်နှာကိုစေးစေးကြီးကအတော်မသက်ရေမောနေသည်ဘာရဲတာလဲဗျာခမားကကိုထိန်ဝင်းသည်သွေးရောင်တန်းသောမျက်နှာနှင့်မလုံမလဲမိလိုက်သည်မဟုတ်ပါဘူးကိုရင်ကိုရင်အရင်ကဒီတချင်းတွေဘာတွေကိုစိတ်ဝင်စားပါဘူးစိတ်ဝင်စားတဲ့ပြင်ဒီလိုတချင်းမျိုးကိုနားကြပြင်းကတ်တယ်လို့လူစိတ်ကိုပြောညံ့စေတဲ့တချင်းမျိုးကိုမုန်းတယ်ဆိုဟာဒီတချင်းကအချစ်ကြောင့်ယူရကြရဲ့တေးရပါတော့မယ်ဘာမင်ညာမင်မှမပါတာအလုံးတဘာဝကြတဲ့တချင်း မင်းကလေးတယောက်ကိုဘလောက်ချစ်တယ်ဆိုတာပဲအစီအသားပါပါအတုပ်ဖော်ထားတာတချင်းအလိုက်ကိုကမြမတန်စစ်စစ်နဲ့တာယာနာပြောဝယ်မရှိလားတီးဆန်းပါဗျာခမရကဈေးကင်လိုက်တာလွန်ပါရောဒီတော့ကုလားဖေးသည်ကိုထိန်ဝင်းကိုလူလိုက်ခါဂီတာကိုစတင်ဒီရန်ပြင်နေသည်ကိုင်းအင်းအားဆောင်ကကြားရအောင် လက်တံပြင်းပြင်းဆော်လိုက်မယ်ခမရကကြဲကြဲဆိုဟုတ်လားကုလားဖေးသည်ကိုအောင်ပါပဲကိုမျက်စာပြည့်ရင်ပြောလိုက်သည်ကိုအောင်ပါကပင်ဖြူတိုက်ပုံအင်းကြီး ပလီကတ်အဖြူကန်တွင်အညူစင်းကိုဝတ်ထားသည် သူတို့ကိုယ်လုံးအဖြူရောင်ဝတ်ဆင်ထားတော်လဲသူအသားမှာညူမောင်မောင်ဖြစ်နေသည်အရက်မနှိမ်မမြင့်မပိန်မွားနှင့်ကောက်ကွေးသောသပင်ရှိသည်ရုပ်ရည်ကရွယ်ချမ်းရည်ကျိုးနပူနေငယ်မောက်၍နှာရန်မပေါ်တပေါ်မျက်လုံးပြူးပြူးနှင့်နှခမ်းထူသည်ရွှေကိုင်းမျက်မှန်တက်စင်လျက်စည်းတံကိုခဲထားသည်ကိုထိန်ဝင်းသည်ကိုအောင်ပါလှမ်းကြည့်ပြီးတခြင်းကိုခတ်တိုးတိုးဆူနေသည် ထို့နောက်အတန်ဝါကြီးနေဆိုနေသော သူ့အတန်သည်ကျဲသည်ထက်ကျဲလာလေသည်ကိုထိန်ဝင်းသည်ဆိုရင်းဆိုရင်းစိတ်ပါလာသဖြင့်သူ၏အောင်မြင်ပြတ်သားသောအတန်သည်ခိုင်လိုက်လဲလဲရှိလာလေသည်ကိုလှပေသည်ဂီတာတီးရင်ပြုံးလျက်ခေါင်းတရင်ရင်နှင့်ကျဉ်နှံ့နေသည်အဒီကိုလိုက်ဆိုရသောအခါအဆိုသည်လွယ်ကူသည်မဟုတ်တော့လဲသူရောင်းရင်းသည်အတီးနှင့်အံဝင်ဝင်ကြအောင်ဆူနိုင်သောကြောင့်မဆိုးဘူးဟုတွေးမိသည် ဒီနေရာမှာတခြင်းနေတော့ပါတယ်ပေါ့နော်သူတခြင်းနေရာတော့မဆူတတ်တဲ့အတွက်ကြောင့်မလို့တခြင်းစာသားတွေကိုတော့ကြော်လိုက်ပါမယ်လို့အခန်းဆက်တဲ့ဒီဆိုပြီးဆုံးချိန်နဲ့ကိုထိန်ဝင်းဒီထိုင်ရမဗျုံကနေထကကဲကိုလှပြီကျွန်တော်ကိုငွေအစိတ်ခဏလောက်ကျွန်တော်ခုပြန်မယ်ဟာဘလို့လဲကိုရင်ရလောမဲ့လောတော့လဲလုံဆန်းပါဗျာကျွန်တော်မှရေးကြည့်နေလို့ဟုတ်ပြီဗျာဒါနဲ့များစိုးစိုးကတခြင်းဝင်ဆိုနေသေးတယ်ဒါပေါ့ဗျာစိုးစိုးကတခြင်းလေးကနားထောင်ကောင်းလို့လို့ပါ emotion နဲ့အောက်လက်ခံစားချက်ရဲ့ထွက်လန်းပေါ့တနည်းအားဖြင့်ပောက်ကွဲမှုပါပဲ emotion နဲ့အောက်လက်ပောက်ကွဲမှုကိုလှပေကလှိုင်လဲစွာရင်မောနေသည်ပြီးစမ်းပါဗျာအကြီးတဲ့နောက်မနေစမ်းပါနဲ့ကျွန်တော်မျိုးလေးထိပြန်ရအောင်မယ်ဒီတော့ကိုလှပေသည်ဂီတာကိုသားချပြီးလင်းတစ်တာထဲမှငွေစိတ်ကိုသွားယူကကိုထင်းဝင်းအားလှမ်းပေးလိုက်သည်ကိုထင်းဝင်းသည်ခြေလန်းကြဲကြီးနှင့်အခန်းထဲမှထွက်လာပြီးခတ်တုတ်တုတ်ရှောင်လာသည်ကိုလှပေကကိုထင်းဝင်းပခုံးကိုဖက်ခါ ဈေးညံလျှောက်လိုက်လာပြီးအောက်ထပ်ထိပို့လေသည် အောက်ထပ်သို့ရောက်သောကိုထင်းဝင်းသည်ဘေးဘက်ဝင်းကြီးကိုကဲခတ်ပြီးဒီလိုတန်နှင့်ကိုလှပြီးကျွန်တော်ရှမ်းပြည်ဘက်ခနာခီးထွယ်အောင်မယ်ကမာယိုထဲလူရောင်ဖြောင်းနေတာတော်ကြပြီဗျခုဆုံးတော့ဘက်ကကျွန်တော်ပုံနေတဲ့နေရာတိသွားပုံရတယ်ကျွန်တော်တော့ရှောင်းနေမှအဲ့ဒီလိုခီးထွက်လိုက်တာကောင်းပါလေဒါအတွက်ခမားကိုကျေးဇူးတင်ပါတယ်ကိုလှပြီးကိုထင်ဝင်းကကိုလှပြပေးလိုက်သောငွေကိုထောင်ပြရင်းပြောလိုက်လေသည်ကိစ္စမရှိပါဘူးဗျာဒါထက်ခမည်းမေသက်ကူတော့ နှုတ်ဆက်ဘူးလားနှုတ်ဆက်ဖို့အချိန်မရှိဘူးစာထည့်လိုက်ရမှာပဲဩခမရတို့ဒီအခြေထီတောင်ရောက်ပြီလားကိုလှပြီက ထုံးစံတိုင်းစနေသည်ရိုးရိုးပါဗျခမရကလည်းဘလို့ရိုးရိုးလဲတော်စမ်းပါဗျာတော်စမ်းပါဗျာလုံမနေနဲ့ခမရဥစားကတမာတိပူကြီးပြင်းစရာဗျာတော်နေကိုအောင်ပါလက်ထဲပါသွားအောင်မယ်ဒီမောင်ကချင်းအင်မတန်သွက်တာကိုလှပြီကနောက်တို့ပြောင်းတို့အတီလုံလုံနှင့်ပြောလိုက်လေသည်ကိုထိန်ဝင်းကရင်းနေတွင်ဒိတ်ခနဲဖြစ်သွားတော်လဲ ပါလဲပါပေါ့ဗျာဘယ်တက်နိုင်မလဲဟုမထီမဲမြင်ပြောလိုက်နေသည်တကယ်လားကိုလှပေကမထီခလုတ်ထီခလုတ်နှောင်းနေပြန်သည်ရဲဘော်လှပေကကိုရင်ဓာရီပြောမနေပါနဲ့ကျွန်တော်တို့မှာကိုရင်ကူတာကိစ္စတွေထက်တွေးဖို့အချိန်တောင်မရှိပါဘူးကျွန်တော်တို့ရဲဘော်တွေခုနေခါအိမ်အောင်ကြရင်တော့ခလုတ်တိုင်ရင်ဖြစ်လာမယ့်ကိစ္စမျိုးပါကြိုက်ပြီဗျာကဲကဲသွားသွားစိတ်အေးအေးနဲ့ဖြောင်းဖြောင်းသာသွားသွားပြီပြုတ်ကိုထိန်ဝင်းဒီခေါင်းငိတ်ဆိုင်ချလေးရဲ့ထွက်ခွာလာခဲ့သည် ။အင်းဝါဆောင်ကိုကြောခိုင်းထွက်လာခဲ့သောကိုထင်းဝင်းစိတ်သည်အင်းအားဆောင်တို့ပြေးခိုနေသလားတော့မသိပေ။ကိုထင်းဝင်းရင်ထဲတွင်ရှမ်းပြည်နယ်ဆက်ထီသွားမည်ရေးနှင့်မိသက်ကိုလွမ်းတာသည့်ရေးအပြိုင်စစ်ခင်းနေကြသည်။သို့တော်လည်းကိုထင်းဝင်းကဲ့သို့သော လူစားမျိုးဖူကလွမ်းရေးထက် တိုင်းပြည်ရေးကခဲ၍နေပေပြီတကား။ကိုထင်းဝင်းတယောက်အင်းဝါဆောင်တကားဝင်ခဲ့ရောက်သည့်အခါတွင်အင်းဝါဆောင်ပေါ်ထမှတည်တံသည့်လေးတွင်ပြန်ဝဲလာပြန်သည် ခန်းဆက်နှင့်ဒဇင်ဤချိုးများများရင်နဲ့သည်တင်းပြန်၍လာပြန်လေသည် ဆောင်းဤနှင်းငွေစားကြီးသည်လောကအလုံးကို ဖုံးလွှမ်းနေသည် နေပွေလာမှပင်နှင်းသူပြိုကွဲကမြရွဲ့တို့တွင်စိန်ပွေငယ်တို့သည် တွဲလဲခိုလျက်နေသည်ထို့နောက်နှင်းပလဲဥတို့သည်မျက်ရည်ပေါက်ပမာမြည်တို့ကြကြွေကုန်သည်အခန်းဆက်၃နှင်းပလဲတို့လည်းကြွေခဲ့ပြီနှင်းသူပြောက်တွင်နှွေးငှက်သည်လွမ်းတာတရှူတေးတန်ကျူခဲ့လေပြီး ရွက်ဝါကျွေနွေမှုမှုဝဲတောင်ခိုးတို့မြူးလျက်စပယ်ဖူးသည်နှင့်မြလွားမှောင်မှောင်ငှက်ခါတောင်စိမ့်သောအကိုင်းညွန့်အဖူးတို့လည်းဝေဝေဆာဆာစီပင်ပြန့်တော်သည်အောမိုးဒီဝါလင်းဘယ်ညာတောင်မြောက်လေပြင်းနှောင်းလျက်ဖြူးဖြူးဖြောင်းဖြောင်းနှင့်ကြကြွေပြန်နေပြီတကားမန္တလေးတွင်ငါထုံးစံအတိုင်းမိုးပါးစဲပင်သည်မိုးကာလတွင်မိုးမှာနောက်ကျမည်ဖြစ်သည်ညနေစည်းစာနေဝင်ဖြူးဖြားချင်းတွင်နီလွင်လွင်အယောင်တန်းလျက်ဖြာနေသည် ကြာရိုးကြာဆွဲကြာရွက်ကြာဖူးများလွေမျောနေသောမန္တလေးကျုံရီမှတည်ငြိမ်နေသည်မြို့ရိုးဟောင်းပြာဦးပြည်စင်ပြတ်သက်တဆောင်တို့မှရှေးပြည်ဟောင်းအောင်းမွေပွဲဖြစ်လေသည်မြမထီနန်းစိတ်သုံးခဲ့သည်မှ အနှစ်90ကျော်ခဲ့ပြီကိုထိန်ဝင်းသည်ပရိသေအုပ်ချုပ်ရေးကိုဖီလာတော်လဲမြို့ရိုးကျုံဟောင်းများကိုမြင်တွေ့ရသောအခါရင်းထဲတွင်ဟာသလိုလိုဖြစ်မိသည်သူဒီမြင်းနေစီရင် စီပန်းဤဆရာတော်ဖျားဤကြပြတပုတ်ကိုရှောင်းတခင်သတိရမိလေသည်တင်ကတဆောင်ဖုံးတော်ရှောင်း၍ကုန်းပေါင်းနေမိမထိန်ကြီး၍တိုင်းကြီးပြည်ကြီးအချီးမိလင်ထီတုံနန်းသုံးမြူသုံးတုံညသုံးတုံဝါဖြင့်သုံးရနှစ်လက်သုံးရခေဝဲဖြစ်သည်ရချေတို့တို့သည်တေလီတော်မှတဲ့ဩကောင်းဤမြင်းနေသည်အရှိပြင်းအောင်တော်မူရက်ွက်သို့မောင်းနှင်လာလေသည်အကြီးပင်တိပင်စသောတေကြီးဝါကြီးပင်များနှင့် အုပ်အုပ်ဆိုင်းဆိုင်းရိတ်သာမှိုင်းညွညွနှင့်ကြည်နူးဖွယ်အရက်ပေသည်မြေတလင်းပြောင်ပြောင်နှင့်အုပ်ပေါင်းခတ်အမိုးအုပ်ထားသောရေတွင်ရှိသည့်ခြံဝန်းကြီးတဲသို့ဝင်လာခဲ့လေသည်နှစ်ထပ်ပြင်းအောင်ကြီးမှခံညားလာလေသည် ရှေးဆန်သောထဝင်းကြီးမှမြမရိုးရာဒလေးစရိုက်တို့၏တည်တည်ခံပစ္စည်းဖြင့်ရက်တည်နေဟန်ရှိသည်ကိုထင်ဝင်းသည်မြင်းလဲပေါ်မှခုန်ဆင်းကအခပေးပြီးနောက်အိမ်ဘက်သို့ခြေလန်းကြဲကြီးများနှင့်ရှောက်လာခဲ့လေသည် အင်းအောင်ထက်တွင်သီလရှင်တပါးအားတရားစာအုပ်ဖတ်နေသည်ကိုတွေ့မြင်ရလေသည်ဆရာလေးခမဒီအိမ်မှာမေးသက်နေပါသလားတက်တော်လေးစကန်းရှိသောသီလရှင် မော်ရွေးကြီးလိုက်သောအခါကြက်တီးရှိသော မျက်နှာကို တွေ့မြင်ရလေသည်သီလရှင်သည်အံ့ဩကြကောင်းလောက်အောင်ပင်မေးသိပ်ရုပ်ရည်နှင့်တူနေသည်အေးအေးနေပါလေသီလရှင်ကတည်ငြိမ်စွာဖြေးလိုက်နေသည်ခုရှိပါသလားခမကိုထိန်ဝင်းကရိုသေးကိုင်းညွှန်စွာမေးလိုက်နေသည်ရှိပါလိမ့်မယ် မိသက်ရေအသက်ရေဧည့်သည်လာနေတယ်ဟိဟုအထဲသို့လှမ်းအောင်ခေါ်နေသည် ဟုတ်ကဲ့ဟုတ်ကဲ့လာပါပြီဆရာလေးအထဲမှာကြည်လင်ချွေးသောအတန်လေးကိုကြားရပြီးနောက်မိသက်သည်အခန်းထဲမှထွက်လာလေသည်ကပိုးကရုပ်ဝေစားများတနခါရေကျဲလင်းပြီးတနခါပကွယ်များနှင့်မိသက်မှာချစ်စပွဲပြုံးလျက်နှုတ်ဆက်လေသည်ဟောကိုထိန်ဝင်းမလားဘဲကဘလို့မျက်စိလဲလာတာလဲဘဲကမှမျက်စိလဲလာတာမဟုတ်ဘူးဒီကိုပဲတမင်ဝင်လာတာ ကိုထင်ဝင်းသည်ဆရာလေးအားတစ်ချက်လှမ်းကြည့်လိုက်ပြီးနောက်မိသက်အားစိတ်ဝင်စားစားကြည့်နေသည်ဆရာလေးသည်ကိုပြစ်ပေါ်တွင်ကြုံကြုံလေးထိုင်သည့်တရားစာအုပ်ကိုအင်ကြီးကြီးစွာနှင့်ဖတ်မြဲဖတ်နေသည်ထိုင်မအောင်အရေးကြီးတဲ့ကိစ္စနဲ့မန္တလေးလာလာလားအလဲလာလာလားဘဲမိသက်နဲ့ဗျာကိစ္စနဲ့ပေါ့ကျွန်တော်မှအလဲတက်တက်လာနိုင်မှုအခွင့်အလမ်းတဲမရှိပါဘူး sorry ရှင်ကျမမိသွားတယ်ကိုအောင်ပါကတော့အလဲလာသွားသေးတယ်ကျမစီနှစ်ခေါက်တောင်ရောက်တယ်ကိုထင်ဝင်းသည်ဘယ်နဲ့မှမသိ ဒီနံမီကြားလိုက်ရင်ပင်ရင်းထဲတွင်တိတ်ခနဲဖူသွားမိလေသည်။အော်ကိုအောင်မလာသွားသေးတာကို ကျမတို့မန္တလေးအာဇာနည်တွေကြာသွားပြီးတဲ့နောက်နေ့ပေါ့ဟုတ်ကဲ့ဒီကိစ္စနဲ့ပတ်သက်လို့ကျွန်တော်တို့အားလုံးစိတ်မကောင်းကြပါဘူးမိသက်ကမျက်ရည်ဝိုင်းလျက်ကျမကမျက်မြင်လို့ဖြစ်တော့တော်တော်ပဲစိတ်ထိခိုက်မိတယ်ကျမလည်းအဖွားမမာဘူးကြီးနေရလို့မန္တလေးကိုကြိုက်ကြိုက်လာခဲ့ရတာဘသူ့ဘူမှနှုတ်ဆက်ခဲ့ရဘူးဒီရောက်တော့ဒီအဖြစ်မျိုးနဲ့ကြုံရပြန်ရောရှင် မိသက်သည်ထိုကြောင်ရများကိုအသေးစိတ်ပြောပြနေမိသည်ကိုထိန်ဝင်းဤနေသောစကားကိုမိသက်ခတွေးကားငိုင်းနေမိသည်ပြီးနောက်ကိုထိန်ဝင်းကိုငေးကားကြည့်နေမိသည်ထိုဇာန်တိုင်းကိုထိန်ဝင်းမှာပင်နေတိုက်ပုံအင်ဂျီနှင့်တွေ့ရလေသည်သူသည်အခြားသောယောက်ျားပြူများလိုဘူကေကိုပင်တာကျင်ဟန်မရှိသူ၏သပင်သည်တူသည်ထဲတူစွာညှက်ထားလေသည်ကရုံးစရောက်တတပင်သည်ဒါထက်ကိုထိန်ဝင်းအလုံးလုံးနေပြီဆိုဟုတ်တယ်မြမအလင်းသတင်းစာတိုင်းမှာ တွဲပဲအဲ့ဒီဒါကျွန်တော်အလွန်ဝါသနာပါတဲ့သတင်းစာပညာလဲစီးပူးရင်းပေါ်ဗျာကောင်းပါတယ်စာအုပ်ကိုရေးပြစ်သေးလားရေးပြစ်တယ်နှစ်အုပ်ပဲတစ်ခုကလူမှုဒေါ်လာရေးဆိုတဲ့ခေါင်းစဉ်နဲ့ပြင်သေးပြီးဒေါ်လာရေးကိုအခြေခံပြီးတော့လူဒန်းစားကွဲပြားမှုကိုအတိုက်ခံလုပ်ထားတဲ့စာအုပ်ပေါ်ဗျာဟုတ်လားကျမဖတ်ချင်လိုက်တာမရှိတော့ဘူးဗျအစိုးရအသိမ်းလိုက်တယ်အကြီးညိုပြည့်စုံမှုနဲ့တရားစွဲလို့ရုံးနေပါလိမ့်တော့ရောက်လို့ဗျဩဖြစ်မှဖြစ်ရလေ နောက်လို့ကတော့အိမ်ထောင်ကြီးကိုအခြေခံတဲ့စာအုပ်ပါပဲ။ရှင်အိမ်ထောင်ကြီးမိသက်ကမြေခုံးလေးတို့ကအံဩစွာမေးလိုက်နေသည်။ကိုထိန်ဝင်းကပြုံးလုံးလုံးအမူအရာနဲ့နံမီကတော့ချစ်လင်ချစ်စနီးတယ်ဗျ။အိမ်ထောင်ဘက်ကိုဘလို့ရွေးရမလဲဘလို့နားလဲအောင်ကြိုးစားရမလဲကျွန်တော်တို့လူပေါင်းမှာ family relationship အိမ်ထောင်စုဆက်သွယ်မှုကအရေးကြီးတယ်မဟုတ်လားဗျာ။တူကိုတူနားမလဲရင်အိမ်ထောင်ကြီးဟာမตายရနိုင်ဘူး။ မတရားရင်ပေါက်ဖွားတဲ့သားသမီးတွေဟာဘယ်နည်းနဲ့မှကြက်ပြည့်တင်းပြည့်မိဘရဲ့အဆုံးအမကိုမရနိုင်ဘူး။အော်ကိုထိန်ဝင်းဟာဒီအထီးကိုတွေးတာကိုနော်။မိသက်ကလေးနဲ့ဆိုအောင်ပြောလိုက်မိလေသည်။ဟာတွေးရတာပေါ့ဗျာ။တိတ်အရေးကြီးတဲ့ကိစ္စပဲ။ဒီမင်းစားရေးတော့လို့လွယ်ကူတာမှမဟုတ်ပဲ။ကျွန်တော်တို့ရှေ့ပညာရှင်များဟာတော်တော်အမြုံမြင်ကြီးခဲ့တာပဲ။အိမ်တော်မှုဖျားတယ်လို့ဆိုခဲ့တယ်မဟုတ်လားဗျာ။နောင်ပြေးနိုင်ခဲ့တဲ့အမျိုးလား။ဒါပေါ့ဗျာ။ အဲ့လိုခက်ခဲတဲ့မလွယ်ကူတဲ့ကိစ္စကိုလွယ်လွယ်ကူကူပြုကြမှားတယ်ဒီတော့ဘာဖြစ်လာသလဲဆလဲဝင်ဖေမမဲခင်ကွဲချက်ကနာတာပေါ့ဗျာမိဘသဘောတူတာကြတော့လဲမချစ်လို့ကွဲတဲ့ကိုဘသားကိုကြိုက်ကြပြန်တော့လဲခုမြင်ခုကြိုက်နဲ့ကွဲပြန်ရော့မချစ်လို့လဲကွဲချစ်လို့လဲကွဲဘယ်ဟာမှမလွတ်ဘူးဒါဖြင့်အိမ်ောင်ကြီးကိုဘယ်ပေါ်မှာအဓိကထားမလဲဆိုလိုတာကမိဘပေးစားတာယူရမလားချစ်တာကြိုက်တာယူရမလား အဓိကအချက်ကတော့အချစ်ပေါ့ဗျာမိတာနဲ့ရှင်တဲ့အချစ်ဒါနဲ့လုံလောက်လားဆိုတော့မလုံလောက်သေးဘူးတူကိုတူအစွမ်းကုန်နားလည်ရမယ်ချင်းုံတစ်ခုတည်းနဲ့လည်းမရဘူးဗျနားမလဲတော့လည်းမကြခဏအပေးယူမတဲ့ဘူးခိုက်ရန်ဖြစ်မယ်သူကငါမချစ်ဘူးငါကတော့ချစ်လိုက်ရတာစတဲ့အယူဆတွေဝင်လာမယ်။မင်းကစိတ်ကောက်မယ်၊နင်းကလည်းမချော့တတ်ဘူး။အိုးပြောရရင် ဆုံးမှာမဟုတ်ဘူးဗျာ။ချစ်တယ်ဆိုရင်အနစ်နာခံနိုင်ရမယ်မဟုတ်လားရှင်။အဲ့ဒါကတော်တော်ကျေဝန်းတာပဲ ဘယ်အထိအနေနာခံနိုင်မလဲလူပြလူဆိုတာကတော့ ego ပဲငါဆွဲတော်တော်ရှိတာချင်းရင်တီးခံရမယ်မှန်တယ်ဒီစကားဒါပေမဲ့အဲ့ဒီတီးခံခြင်းကိုတိုင်းတာတဲ့ပေကျူးလောကကြီးမှာမရှိဘူးကျွန်တော်တို့အိမ်ပြေးကမိန်းမဟာတော်တော်ကိုပြင်းတယ်အိမ်မှုကိစ္စလည်းမနိုင်နေဘူးယောက်ျားကရုံးမြန်ထမင်းချစ်ရတဲ့အထိပဲသူတို့ချင်းတော့ချစ်လိုက်ကြတာဗျာချစ်လို့ပဲယူထားကြတယ်မှလားခိုးရလိုက်ပြီးခဲ့တာတဲ့နေမယားကတော့ နေမြားမှာခိုးရလိုက်ပြီးတဲ့နေမြားဟာတော်တော်အချစ်ပူတယ်လို့တော့ပြောဆန်ကြဘူးပါရဲ့လင်းကတော်တော်ချစ်ခဲ့ပုံရပါတယ်ညညကြရင်မရညောင်းနေဆိုလို့နှိတ်တောင်းပေးသေးတယ်ဗျာအမဲတော်တော်ရှားပါတယ်ဆိုတဲ့အထင်းကပဲနေမကောင်းရင်ပြူတာများဒါမျိုးတွေတော့မတွေ့ဘူးပါဘူးဗျာဒရင်းအံပတ်တောင်လည်းနဲ့ခံပေးတဲ့အထီးဗျာအိုးဒီလောက်တောင်းမင်းနော်နောက်ကြတော့ဗာကြီးသားအပြုစုအယူရကောင်းပြီးအချက်ပြုတ်တော်တဲ့မော်လမြိုင်သူနောက်ကိုကောက်ကောက်ပါအောင်ပါသွားပါလေရောမိမကိုလှဲ့တောင်မကြည့်ဘူး မိမခမပဒာမြည်လူပဲအဲ့ဒါမချစ်ဘူးပြောရလဲအခက်သူချစ်လို့တားမရကိုဒီလောက်ပြူတာပေါ့တစ်ဖက်ကတာယာတာတွေးတော့လဲမလွန်ဆန်နိုင်ဘူးဘူးတဘာဝကိုဗျအဲ့ဒါကြောင့်ကျွန်တော်ပြောတယ်မဟုတ်လားတိခံမှုကိုဘာနဲ့တိုင်းတာမလဲလို့ယောက်ျားမို့ပါရှင် မိမသားဆိုရင်နင်းကမူးနေနေမရေငယ်ဘာငယ်ယူနေနေဖဲရိုက်နေနေမျက်ရည်ကိုဒူးနဲ့တုပ်ပြီးတိခံရမှာပဲဟာမိသက်ကလည်းတဲတစ်ဖက်သက်တွေးတာကို ကျွန်တော်တို့မြန်မာမတွေမှာဘာသာရေးထိန်းချုပ်ထားလို့ဒီလောက်နေတာနေရာရှိကြတော့တချို့ကိုကြည့်ပါလားလင်းတော့တဲ့သွားရင်နောက်ပိုင်းထင်းတယ်လို့ပဲစာရေးဆရာမမျိုးမြင့်မေးရတဲ့ဝတ္ထုတပုတ်ကိုမဖက်ရဘူးလားဗျခင်အင်းမဖက်ရသေးဘူးဖက်ကြည့်စမ်းမှတိတ်ကောင်းတာပဲကျွန်တော်ဝတ္ထုနံမီတောင်မေ့သွားပြီမိဘပေးစားတဲ့အိမ်ဆောင်ဘက်ပေါ့ဗျာမယားကခန့်ငယ်ငယ်လင်းကအသက်ကြီးကြီးယောက်ျားကြီးကတိတ်အားတိတ်ယူတယ်မယားကတော့မြူးရတတ်ဘူး မိမဆိုတာကလည်းအယူရအလွန်ကြိုက်တဲ့အမျိုးစားဟာဟာစိတ်တော်မရှိပါနဲ့မိသက်ခင်ဗျာရေဘူးရသဘောကိုကျွန်တော်ပြောတာပါထားပါတော့ရှင်မိမကခန့်ငယ်ငယ်ပပလွှားလွှားနေခြင်းဤတာတာပလီပလာချွဲခြင်းနှွဲ့ခြင်းအမျိုးမျိုးမူကြီးနှွဲ့ကြည့်ချွဲကြည့်ယောက်ျားကမလှုပ်ဘူးငုတ်တော့ပတ်စံရှိသောသေးထင်ပါရဲ့မြားကိုတော့လူလေးသေးမရှိအောင်ထားပါလေနောက်ဆုံးတော့ အချွဲကောင်းအပလီကောင်းတဲ့လူငယ်နဲ့ရည်ငန်တော့တာပါပဲမြို့သိစကားတသမိရရောဆိုပါစို့ဖြစ်ရမယ်ရှင်ဒီတော့မှဟိုလူကြီးကပြာကြီးပြာရဆိုတဲ့ဥပုံညစာချိုးသလိုတင်းငုံကလှုံလာတော့တာပဲမယားကိုမျိုးမျိုးပြုစုယူရသူတတ်သမျှမှတ်သမျှပေါ့ဗျာလူရိုးကြီးကိုကလေးမီးဖွားကန်ပြီးတော့မဖွားနိုင်ဘူးလားမသိပါဘူးလူကြီးကလည်းငုံထားမတက်ကယူဆိုင်တော့တာပဲဒီတော့မိန်းမကမေးတယ်ရှင်ကျမကိုအရင်ကဘာလို့ဒီလိုမယူရခဲ့သလဲ ရင်ထုမနာနဲ့မေးတာပေါ့မေးတော့ရှက်လို့တဲ့ဗျမှတ်ကြောကလေးကလည်းသူကလေးမဟုတ်ဘူးမိန်းမခင်ရလည်းသူ့ပြည့်ချက်တွေအတွက်တော်တော်ကိုစိတ်မကောင်းဖြစ်နောင်တရပြီးဆုံးရှာတော့တာပဲဗျဒါဟာအိမ်အောင်ကြီးတင်ကန်းစာပဲတူကိုတူနားလည်းမှုကတတ်လိုက်တာပေါ့နားမလည်းမှုကတတ်လိုက်တာပေါ့နားလည်းတော့အပေးယူတဲ့တာပေါ့ရှင်အစာကလေးကနားလည်းထားရင်ကောင်းတာပေါ့ဗျာဖျားလောင်းကိုယူရင်သူလူတာတန်းတာတော့ထက်တာတွေခွန့်လွန်နိုင်ရမှာပေါ့ နိုင်နိုင်ငံရေးသမားကိုယူရင်ထောင်ဝင်စာတွေးတရရမယ်အငတ်ခံနိုင်ရမယ်ဟာဟာမင်းတက်ဒီကိုထင်ဝင်းနဲ့တူရေမောနေမိသည်သူတို့နှူးသည်အနည်းရှိတရားစာအုပ်ဖန်နေသောသီလရှင်ကိုမိသွားကြကားစကားလက်ဆုံးကြနေကြ၏ဒီတော့မှမင်းတက်ဒီနှုတ်ခမ်းကိုလက်ညှိုးနှင်ကပ်၍သီလရှင်ဘက်သို့မျက်စိဆွေးပြကတူတူဟူသော အမူအရာပြနေသည်ကိုထင်ဝင်းသည်နှစ်လိုဖွယ်ပြုံးလျက်မင်းတက်စကားပြောတိုင်းပြုံးရတိုင်းပါဇက်လုံးတိုင်းခွက်ဝင်သွားသော ညာဘက်ပချိုင်လေးကိုသာငေးကြည့်နေမိသည်ဒါထက်ကိုလှပြီးကောနေကောင်းရင်လားမိသက်ကစကားကိုလှီးလွှဲရင်းမေးလိုက်လေသည်ကိုလှပြီးကြီးတယောက်ထောင်ကြနေတယ်ဟောရှင် ကျမမသိဘူးထောင်ကြကစားကားများ ထောင်ပါတာတွေညှင်းသွဲညှင်းစဲတာ အရိုက်တွေပါတွေခံရသေးတယ်မြို့သည်စကားတေးတောင်ပါတယ်အိုရှင်ခုတော့ဘီကလပ်ရလို့ဟန်ကြနေပါပြီကိုထင်းဝင်းလဲကန်ကောင်းနေနော်စုံတော့ကလိုက်တော့လိုက်သေးတာပဲ ကျွန်တော်ပဲအရှောင်ကောင်းလို့လားကံမဲကောင်းလို့လားတော့မသိဘူးခုတော့မျက်ခြေပြတ်သွားပြီတော်သေးတာပေါ့တော်သေးတာပေါ့မလုံးနဲ့အောင်ဗျကျွန်တော်တို့ရှေ့ကိုဘာဖြစ်လို့ဘာကိုရင်ဆိုင်ရမယ်မသိသေးဘူးအနာဂတ်ကာလဆိုတာဘယ်သူမှကြိုတင်တွက်ဆလို့မရဘူးထောင်ကြတာလောက်ကကျွန်တော်တို့အဖို့ကအသေးဆုံးဒုက္ခပဲဒါကြောင့်ကျွန်တော်ပြောထားတာပေါ့ဗျာကျွန်တော်တို့ကိုယူမဲ့မိန်းမဟာတော်တော်ပါရမီဖြည့်ရမှာဗျအလိုအိမ်တော်ကြီးတွေဘာတွေစိတ်ကူးပြီလား ကျွန်တော်လားစိတ်ကူးရင်အိမ်မဲလေးတခုတော့မဲရတယ်ဆိုပါတော့အနုတွေ့ကောတွေ့ပလားမိသက်ကပြုံးလျက်မေးလိုက်နေသည်ကိုထင်ဝင်းသည် မိသိမ့်မျက်နှာလေးကိုဆိုင်ငေး၍တွေ့တော့တွေ့ပါပြီဒါပေမဲ့ဒါပေမဲ့ဘာဖြစ်တယ်လဲရှင်ခက်သားကကျွန်တော်မှာကိုကိုကိုလည်းအဆိုးမရဘူးသူများကိုလည်းအဆိုးမရဘူးနေရတာကလည်းခြေတလုံးအိမ်တိုင်းစားတော့လည်းထမင်းဆိုင်တောက်တော့ဘုံဆိုင်ဆိုသလိုအိုးတလုံးဖျားမရှိ အိုဗျာမိသက်ရဲ့အိမ်မက်လောက်ပဲမရဲပါနဲ့ကိုထိန်ဝင်းတွေးတဲ့မင်းကလေးကကိုထိန်ဝင်းရဲ့ဘဝတန်ကိုတင်းကြီးမခံနိုင်မှုတယ်လားရှင်ကိုထိန်ဝင်းကိုနားမလည်ဘူးတယ်လားဒီလိုတော့မဟုတ်ပါဘူးကျွန်တော်တွေးထားတဲ့မင်းကလေးဟာတာမန်မင်းကလေးမဟုတ်ပါဘူးအင်မတန်ကြီးကျက်သူပါကိုထိန်ဝင်းကတုံဆိုင်စွာဖြေလေသည်အဲ့တော့ဒီမင်းကလေးကတဲကိုပြက်မှမနေနိုင်ဘူးတယ်လားထမီးကိုမရဲနိုင်ဘူးတယ်လားဟာဒီမင်းကလေးကအငတ်တောင်နေနိုင်ပါလိမ့်မယ်သူကဘာမဆိုစွန့်ဝင်သူပါပဲ ကျွန်တော်အနေနဲ့ကသူ့ကိုအများကြီးညှာနေမိတာပါဆင်းရဲတွင်တဲ့ကိုဆွဲမနှိမ့်ရဘူးပေါ့မေးသက်ရဲ့ဟာဟာကိုထိန်ဝင်းကတော်လျှော်တဲလျှော်တာပဲသူဘသူလဲရှင်ကျမပြောပြမယ်လေမေးသက်ကပချိုင်လေးပေါ်အောင်ဟဲ့ပက်ပက်ရင်နေသည်ကိုထိန်ဝင်းကမေးသက်အားစိမ့်စစားကြည့်လျက်ပြောတာပေါ့လေဖြည်းဖြည်းပေါ့ခုနေကတော့အိမ်မက်လေးပဲမက်ပြစေအောင်အိမ်မက်ဆိုတာကတော့ရေရာတာမှမဟုတ်တာပဲရှင် မြေရတော်လဲဖြီတာတာကတော့အိမ်မက်အလှပါပဲနှမချောကြီးဘာလဲရှင်မြေရတော်လဲဖြီတာတာကတော့အိမ်မက်အလှပါပဲတဲ့ဟုတ်လားတဲကဗျာဆန်တာပဲလူဘွားဆိုတာလဲကဗျာမဟုတ်လားဗျာကဗျာမှာခံစားမှုလေးတွေရှိသလိုလူဘွားမှာလည်းရှိတာပဲကဗျာမှာလူတို့ရဲ့စိတ်စေတနာဝေဒနာတို့နဲ့စေစားချက်တွေနဲ့ပြည်နေသလိုလူဘွားမှာလည်းပြည်နေတာပဲရင်းနှီးလှူရှားမှုကိုကဗျာမှာတွေ့နိုင်သလိုလူဘွားမှာလည်းတွေ့နိုင်တာပဲမိသက် ။ဘွားနဲ့ကြပြားဆိုတာခွဲခြားလို့မရနိုင်ပါဘူး။ကိုထင်ဝင်းကကြပြားကိုလည်းအာယုံရှိရဲ့နော်။ကျွန်တော်ကြပြားကိုမြန်နိုးပါတယ်။နားထောင်တယ်။မကူးကျင်စမ်းမာနဲ့နှစ်ဆန်းခါတော်မီမှု စပေါ်ကြီးပြောပြောပြလင်းကာပခတ်သိမ်းနေစုံစုံတို့ပွင့်ငုံကိုလင်းကုံကြတော့လို့ခေါင်းကြွားကစာဝေဝေနဲ့သူလဲလီလောကီသားလိုပါ ကြွားကျင်လှပေးလိမ့်မယ်ဆိုတော့ကြပြားလှကိုဘသူမမြန်လို့ပဲနေပါလိမ့်မလဲဗျာကိုထင်ဝင်းတန်နေတန်ထားနေရွပြနေတော့ကြပြားကိုမိသက်ကဆိုင်ငင်းနားထောင်ရင်ကိုထင်ဝင်းကအာကုံတော်အရာဆောင်ထားတာကိုနော်ကိုထင်ဝင်းဒီပြုံးလေးရဲ့လွယ်အိတ်ကိုကောက်လွဲကထိုင်ရမှပြုံးကနေထားလိမ့်ဒီစကားတော့ကောင်းပါရဲ့ပြန်အောင်မယ်အော်ပြန်တော့မလားအဲ့ဒါသာကြည့်တော့ကျမလေးကန်နေလို့ဘာမှတော့မကြွေးရဘူးကိစ္စမရှိပါဘူးပြန်မယ်နော် ကိုထိန်ဝင်းသည်လေးတွဲသောရှင်လင်းများနှင့်မိသက်အပါမှခွာခဲ့လေသည်မိသက်ကခြံဝင်းဂိတ်ဝါထီလိုက်ပို့နေသည်ကိုထိန်ဝင်းသည်မိသက်အားစူးဆိုင်ဆိုင်ကြီးလျက်သွားမယ်တော်ဟုနှုတ်ဆက်လိုက်ပြန်သည်နောက်လည်းလာလေပါအောင်တော်မိသက်ကလူလူချင်းချင်းဖိတ်မှန်တကားပြူလေသည်အခွင့်တာရင်ပေါ့ဗျာလာခဲ့ပါအောင်မယ်ခဏခဏလေးလာခြင်းပါလေကိုထိန်ဝင်းသည်ခေါင်းငိုက်ဆိုင်ချလျက်မိသက်အားကြောခိုင်းထွက်ခွာခဲ့လေသည်ချီသူထံသို့သွားရတော်သူသည် သူចောင်းសាអូនញ៉ាំផ្ខខွာខះយាទោចောင်းသားនេះឌូលីទូទោចិត្តទូថានមកខ្វេះខွာខះយាទោឌូឌីលីលីលលលនេះចောင်းទូមិនទွားជិនទွားជិនទွားយាទោចောင်းသားនេះឌូបាអ៊ីអ៊ី Shakespeare អសូគូជឿនចេមិនရှိថោកខានយ៉ាមលូភិននីរោឌីទូចောင်း Love goes to a luck as good boys from their both bad love from love to a school with heavy luck ုတ်တယ်ပါရှင်အပိုင်း3ကိုဒီမှာပဲရန်နာလိုက်ပါမယ်ကျမတို့နောက်ထပ်အပိုင်း4မှာပြန်လဲဆုံတွေ့ကြပါမယ်နော်နားဆင်ပေးခဲ့သူအားလုံးကိုကျေးဇူးများကြီးတင်ပါတယ်ရှင်